ောလာတယ်မင်းသမီးနော်ဖောရထားရဲ့ကင်မရာနောက်ကွယ်ကစိတ်ထားပရိသတ်ကြီးတွေရဲ့အချစ်တော်မင်းသမီးကြောင့်လေးနော်ဖောရထားကတော့မင်းသမီးကြီးတလန့်ဖြစ်တဲ့မအေးတောင်းစီမှာအချီးကျူးခံနေရတာပါနော်နော်ဖွားရင်ထားကယင်ကသူများရဲ့ပါဇက်ဖြားမှာမကောင်းတဲ့နာမည်ဆိုးတွေနဲ့အများကြီးထွက်ခဲ့တဲ့မင်းသမီးဖြစ်ပေမဲ့ခုလိုအချိန်မှာတော့မအေးတောင်းပြောလာတာကတော့နော်ဖွားရင်ထားလေးဟာစိတ်ထားကောင်းမှုပြီးတော့လိမ္မာရေးချရှိတဲ့မင်းသမီးလို့ပြောလာတာပါ။ပရိသတ်ကြီးတွေကမှတစ်ချိန်တစ်ခါကနာမည်ကြီးကြော်ကြခဲ့တဲ့မင်းသမီးချော်လေးနော်ဖွားရင်ထားကိုတော့လူငယ်လူကြီးတွေကစားသိကြမှာပါ မင်းသမီးနော်ဖောင်းရဲ့ထားတိုင်းရင်းသူတယောက်ဖြစ်တာမို့လို့စကားနဲ့ဝဲဝဲလေးနဲ့ပရိသတ်ကြီးတွေကိုဆွဲဆောင်နိုင်ခဲ့တာပါနော်ဖောင်းရဲ့ထားတသက်စမင်းသမီးဘွားတော်ကကြည်လင်တပ်ပွားတဲ့မျက်နှာလေးနဲ့တတော်လေးကိုချစ်စရာကောင်းတာပါသူမရိုက်ကူးဖို့တဲ့စကားတွေပါဆိုရင်လည်းကြားရဇက်ကောင်တွေကိုပိုင်ပိုင်နဲ့နဲ့တင်းဥဆောင်နိုင်ပါသေးတယ်နော်ဖောင်းရဲ့ထားကတော့နုပညာတင်းဥဆောင်မင်းသမီးတယောက်အနေနဲ့တတော်လေးအလားလာကောင်းတဲ့မင်းသမီးတက်လို့ပြောလို့ရပါတယ်ဒါပေမဲ့လူတွေကအောင်မြင်လာရင်အောင်မြင်ဖို့တန်ကိုမခံနိုင်ကြဘူးဆိုရယ်စကားအတိုင်းပဲ မင်းသမီးလေးနော်ဖောင်းရထားဟာသမီးစားတွေနဲ့ပတ်သက်လို့အရှုပ်ရှင်းနေမကောင်းတဲ့သတင်းတွေထွက်ခဲ့တာပါနော်ပြည်သက်ကြီးတွေကြားထဲမှာနော်ဖောင်းရထားနဲ့ပတ်သက်လို့နာမည်ကြီးတဲ့သတင်းကတော့နိုင်ငံကျော်ဆိုရောဇုံတွင်းလေးဖြစ်တဲ့လွှမ်းမိုင်နဲ့ပေါ်ပြီးဆဆာတို့အတွင်းနဲ့ပတ်ရှုပ်ခဲ့တဲ့ကိစ္စပါပဲအဆိုတော်လွှမ်းမိုင်ဟာ73နှစ်ကြာလက်တွဲခဲ့တဲ့ချစ်သူဝင်းကလေးတယောက်လုံးရှိနေတာတော့နော်ဖောင်းရထားနဲ့ဇလန်းစကားတွေရိုင်းနေဖောက်ပြန်နေခဲ့ကြတာပါနော်ဖောင်းရထားတယောက်ကလည်းပန်ရှင်ရှိပြီးသားလူတယောက်ဖြစ်တာတော့မင်းကလေးတယောက်ဖြစ်နေပါလျက်နဲ့ တိတ်ခါတော့မဆက်နိုင်ကြလို့နှစ်ယောက်စလုံးကိုပရိသတ်တွေကတော်တော်လေးကိုဝေဖန်ပုတ်ခတ်ပြောဆိုနေကြတာပါမကြောင်သေးခင်ကလည်းပေါ်ပြီးဆဆနဲ့တွဲနေပါနဲ့နည်းယောက်သားကောင်းကောင်းကနဲ့မှနန်းနေကြတဲ့ဗီဒီယိုတစ်ပုဒ်ပြန့်နှံ့လာရကနေနှစ်ယောက်သားအဖက်ဆယ်လို့မရတော့ဖြစ်ခဲ့ရတာပါ။နောက်ပိုင်းမှာတော့မင်းသမီးလေးနော်ဖွဲ့ထားနဲ့လွှမ်းမိုင်တို့တပူပူတရဲတရဲလုံးဝမတွေ့ရတော့တာပါ။နော်ဖွဲ့ထားလက်ရှိတွဲနေတဲ့ချစ်သူကောင်းလေးကလည်းဆယ်နှစ်ကြာတွဲခဲ့တဲ့သူကိုအဆက်ဖြတ်ကသူမနဲ့လက်တွဲခဲ့တယ်လို့သိရပါရယ်။ဒါ့အပြင် မင်းမီလီနော်ဖွိုက်ထားဆိုတော့ H ပေါင်းတရုတ်ဆောင်မင်းသားအောင်ရထိုင်းစားတဲ့အမှုပညာရှင်တော်တော်များများနဲ့လည်းတွဲခဲ့ပူပါတယ်။နော်ဖွိုက်ထားဟာတက္ကသိုလ်မှာကလေးကရီစားများတဲ့ရီစားရှုပ်တယ်လို့သတင်းထွက်ထားတာပါ။နောက်ပြီးတော့လေတွဲသမျှသူတိုင်းကကိုစီရီစားရှိပေမဲ့အဆက်ဖြတ်ကနော်ဖွိုက်ထားနောက်ကိုကောက်ကောက်ပေါင်းလိုက်ကြတဲ့သူတွေကြီးပါပဲ။မင်းသမီးလေးနော်ဖွိုက်ထားကလူမျိုးသူများရီစားကိုစနိုက်တဲ့နေရာမှာတော်ပုံရရင်လို့လူတွေရဲ့ဗဆက်ဖြားမှာပြောနေကြတာပါ။အတိုင်းပဲလေနော်ဖွိုက်ထားကိုဒီလိုမျိုးတနိုင်ငံလုံးကလူတွေဝေဖန်ပုတ်ခတ်ပြောနေကြပါမယ်လေ။ဒီမှာနဲ့ပတ်သက်လို့ ချင်းကျိုးကန်းတွေဖွင့်နေတာကတော့မင်းသမီးကြီးအင်းဝီတောင်ပေါ့။နိုင်အီတောင်ခေါ်အင်းဝီတောင်ဟာမင်းသမီးလေးနော်ဖွင့်တာကို သူဦးစီးလောက်ကန်နေတဲ့ Xman Brand Brand Ambassador တယောက်အနေနဲ့ခန့်အပ်ပြီးနောက်ပိုင်းမှာတော့နော်ဖွင့်ရထားတယောက်ဘလောင်သဘောထားပြေဝါကြောင့်လိမ္မာရေးကြောင့်ရှိကြောင်းစတဲ့ကောင်းွက်တွေကိုရှာဖွေပြောနေကြတာပေါ့။မင်းသမီးကြီးအင်းဝီတောင်ဟာနော်ဖွင့်ရထားတဲ့လေရင်းနှီးတယ်လို့နော်ဖွင့်ရထားတဲ့မိခင်ဖြစ်သူနဲ့ပါရင်းနှီးကျန်းဝင်ရှိရလို့သိရတာပေါ့။အင်းဝီတောင်ပြောတာကတော့နော်ဖွင့်ရထားတော်မိသားစုလေးကအေးချမ်းနဲ့တော်တော်လေးကိုရိုးသားကြရလို့ပြောတာပါ လူဆိုတာအမားနဲ့မကင်းကြောင်းအမားနဲ့ကင်းတဲ့သူဆိုတာလည်းမရှိကြောင်းပြောကသူမရဲ့မြင်ရတော့နော်ဖိုးရဲ့ထားမိဘပေါ်တိတက်လိမ့်ပါတယ်အလုံးနဲ့ပတ်သက်လို့လဲကျွမ်းကျင်နေတော်ရင်သူများအတွက်ပါပို့ပြီးတော့စဉ်းစားပေးလိမ့်ရှိတယ်တော်တော်လေးကိုလိမ့်ပါတဲ့ကောင်းမလေးပါလို့ရေပတ်မှွေအောင်ချီးမွမ်းကန်းနေထုံနေကြတာပါဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်တွေကရောမအေးတောင်းပြောရတဲ့နော်ဖိုးရဲ့ထားရဲ့ကောင်းကြောင်းလေးတွေကိုဘယ်လိုမြင်ကြမလဲဆိုတာဝေးမျှသွားခဲ့ကြပါအောင်ရှင်